လာရှိုးမှာတခိုးတမြတွေပေါ်နေပါလေတဲ့ဆိုတော့ကျွန်တော်လည်းအားအသင့်သွားတာပေါ့နော်လာရှိုးမှာတခိုးတမြတွေဓမ္မတိုက်တာတွေတခိုးတွေပေါ်နေတဲ့ဒါပေမဲ့အဲ့တခိုးတမြတွေကလည်းနည်းနည်းထူကြတယ်ဓမ္မတိုက်တဲ့သူတွေကထောင်ထွက်စစ်သားတွေပါလို့ဟိုသတင်းထွက်နေတဲ့ဒါပေမဲ့တကယ်လည်းပြောရင်တော့ထောင်ထွက်စစ်သားတွေပေါ်ဘူးရုပ်တွေကတရုပ်နေတဲ့ဆိုတော့ကျွန်တော်တို့ကမေးကြည့်လိုက်တယ်အဲ့ဆိုရင်အဲ့မှာရှိတဲ့ကြောက်နေတဲ့တပ်မတော်သားတွေရဲတွေရှိတယ်သူတို့ကထွက်မဖမ်းဘူးလားဆိုတော့သူတို့ကလည်းသူတို့စခန်းထဲကလွေပြီးအပြစ်မထုတ်ဘူးဆိုတော့ကျွန်တော်လည်းဘာပြောမှမသိဘူးပေါ့နော်ဆိုတော့ကောင်းရောတော်ဒီကေရီအစားရဲတွေအစားသူတို့လည်းမျက်နှာငယ်လေးနေနေရတယ်တဲ့ ဟုတ်ကဲ့ကျွန်တော်ညီကိုမွန်တော်မများအားလုံးပဲမေလ17ရက်နေ့ရဲ့မနက်ပိုင်းတင်ဆက်မှုလေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒါကျွန်တော်တို့ဒီမနက်ပိုင်းအတွက်စီရီတင်ကောင်းလေးတွေနဲ့ဒီနောက်မှာဟိုဘတ်အော်တန်ဆာရက်ကောက်အကောင့်တွေဘလို့တွေလိုင်းပေါ်တက်ပြီးဖင်ကုန်းပြီးကြိုက်ထားကြအောင်လဲဆိုတော့ကျွန်တော်သွားပြီးတော့ကြည့်လိုက်အောင်ညာ။ ဲတော့ပထမဆုံးဒီကချင်ပြည်နယ်မှာခွေးသိဝက်သိတွေသေနေကြတဲ့သူတို့ဒီအကြံဘက်စစ်ကောင်စီခွေးတက်ရဲ့အခြေအနေလေးကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်တပ်ဖွဲ့တွေအတွင်းကချင်လွတ်လပ်ရေးတပ်မတော် KYI ပူးပေါင်းတက်ရဲ့တိုက်ခိုက်မှုကြောင့်အကြံဘက်စစ်ကောင်စီတပ်ဘက်ကအထိနာနေတယ်လို့စစ်ရေးသတင်းမြစ်တွေကဆိုထားပါတယ်။ က်မော်ကြီးရွာမှာလည်းမေလ၁ရက်နေ့ကတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ဆွေရနေရတချို့ကို KAI ကတိမ့်ပိုက်ထားကြောင်းလည်းသိရပါဗျ။စီရီအခြေအနေအသေးစိတ်ကိုတော့မသိရသေးပေမဲ့လည်းဖားကန်မြို့နယ်ကမေလအတွင်တိုက်ပွဲတွေမှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကတေဆုံးထိခိုက်များခဲ့တယ်လို့ကချင်စစ်ရေးသတင်းမြစ်တဦးကလည်းဆိုထားပါဗျ။အခြားစစ်ရေးသတင်းမြစ်တဦးကလည်းစစ်ကောင်စီအနေနဲ့သူတို့ဖားကန်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ရေးစီရီရေမကျက်အတိုင်းအကောင့်တွေမဖော်နိုင်ပဲတက်ပြန့်ဆုံနေရတယ်လို့ပြောဆိုထားပါဗျ။ မေလ9ရက်နေ့မှာကမ္မောနဲ့တရားညိနောင်ကြားတိုက်ပွဲမှာလည်းအကြံပတ်စစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးခဲ့တယ်လို့ဆိုထားပါဗျ။မေလ9ရက်နေ့ကဖားကန်လန်ကတ်မော်ရွာတိုက်ပွဲမှာစစ်ကောင်စီတပ်ကအထိနာခဲ့ကြောင်းနဲ့မေလ10ရက်နေ့ဖားကန်မြို့နယ်လဝါကြီးရွာတိုက်ပွဲမှာလည်းစစ်တပ်ဘက်ကတေဆုံမှုတွေရှိပြီးလက်နက်ခဲယမ်းများတင်စီရရှိခဲ့တယ်လို့သတင်းရင်းမြစ်တွေကဆိုထားကြပါဗျ။အဲဒါဒါလီယာတော့ကချင်ပြည်နယ်မှာခွေးတီဝတ်တီနဲ့တေဆုံနေကြတဲ့သူတို့ဒီအကြံပတ်စစ်ခွေးတပ်ရဲ့အခြေအနေလေးပဲဖြစ်ပါဗျ။အဲဒါကိုပဲမင်းတို့ဟိုဘက်အောက်တန်းစားရက်ကောက်ကောင်လေးမင်းတို့ခွေးတပ်ကချင်ပြည်နယ်မှာ တော်တော်လေးကိုအခြေအနေကောင်းနေတယ်ဆိုဟမ်ဘလို့အခြေအနေကောင်းလာလဲငရေပြည့်ပြုတ်ပုတ်ဆင်းနေရတယ်ဆိုတဲ့အခြေအနေကောင်းလာလားပြောပါဦးဟမ် ကဲတော့ဒုတိယကျွန်တော်တနင်္သာရီတိုင်းဘက်ကတင်းကောင်းလေးကလည်းမနေ့ကမေလ9ရက်နေ့မနက်6:00နာရီခန့်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပလောမျိုးမရဲစခန်းကိုအလင်းငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးအဲ့ဒီတပ်ဖွဲ့အတွင်းဒုရဲအုပ်တဦးနဲ့ရဲတပ်သားတဦးသေဆုံးခဲ့ပြီးရဲတပ်ဖွဲ့ဝင်6ဦးဒဏ်ရာရခဲ့တဲ့အပြင်ကတနက်တက်လကြီအတောက်200အပါဝင်ဆက်ဆက်ပစ်စီအချို့တင်စီရမိခဲ့တယ်လို့ဘိတ်ခရံတည်ရင်ဒီပြန်ကြားရေးတာဝန်ခံကဆိုတာပါပဲ။ တတိယသတင်းကောင်းလေးတစ်ပုဒ်ကလည်းမေလ၄ရက်နေ့မနက်ပိုင်းမှာစင်ပီကျွန်းမြို့နယ်နဲ့စလင်းမြို့နယ်အတွင်းအင်အား130ဝန်းကျင်နဲ့တလကျော်ကြာခြေလင်လှဲ့လှယ်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကတညောင်တိုင်းနယ်ဘက်သို့စင်ပီကျွန်းတညောင်လမ်းပိုင်းကနေစစ်ကြောင်းထိုးရောက်လာစဉ်ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ထိတွေ့တိုက်ပွဲတနင်္ဂနွေဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်နေမင်းစင်းလင်းချိန်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့မတရက်အလောင်း၃လောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကတူးဖို့တွေ့ရှိခဲ့ပြီးကောင်းမွန်စွာတကြိုပေးခဲ့ကြောင်းလည်းသိရပါတယ်။ ဘာဖြစ်လို့အဲ့လိုမျိုးတကြိုပေးခဲ့ရလဲဆိုတော့သူအလောင်းတွေကပုတ်ပွားနေပြီးတော့အနားတော့မကတ်နိုင်ပဲနဲ့အင်းနာမှာစီးတဲ့လူတွေကအန်နေကြလို့ဆိုပြီးတော့ရာသီဥတုကလည်းပူတယ်အဲ့ဒါနဲ့ပဲတကြိုပေးခဲ့လိုက်ရပါသေးတယ်နော်အဲ့တော့တောင်ဝုတ်တရားဘယ်လောက်ကြီးလဲဆိုတော့အလုံးတွေ့ရအတိုင်းပါပဲ ဲနောက်ဆုံးဒီမကွေးတိုင်းဘက်ကတည်င်းကောင်းလေးကတော့မနေ့ကမေလ10ရက်နေ့မှာမြိုင်မြို့နယ်ကန်နီရွာအနီးမှာရှိတဲ့ PDF တပ်ဖွဲ့တွေရဲ့လမ်းဆောင်ကဲကိုလာရောက်တိုက်ခိုက်တဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားအင်အား40ခန်းနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးအဒီတိုက်ခတ်မှုအတွင်းအချမ်းဘတ်စစ်ကောင်စီတပ်သားတွေပြန်လည်ဆုတ်ခွာထွက်ပြေးသွားပြီးစစ်တပ်မှထိခိုက်မှုရှိပေမဲ့လည်းအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်အဆိုပါတိုက်ခတ်မှုကိုတော့မြိုင်ပကဖပကဖတက်ရင်နဲ့ဗီတာပြောက်ကြားတက်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်တွေအထူးခံမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ် ဲတော့ဒီမနက်ပိုင်းအတွက်တင်ဆက်ပေးခဲ့တဲ့သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေကစစ်ပေးဆောင်ပြည်သူတွေကိုကယ်ထုတ်ပေးနေတဲ့အချိန်တို့ဒီအကြံဘက်ခွေးတက်ကလေနဲ့ဘလို့တွေဘုံကျဲခဲ့လေဆိုတဲ့တသက်ဗီဒီယိုဖိုင်လေးကိုကျွန်တော်တူတူလိုက်ပြီးတော့ကြည့်လိုက်အောင်ညာอืมมาเจ๊ชะเลยดูไปดูดีลงนี่เออได้ๆ thi gò mi qua ni mười sáu sáu ba qua chưa mà clear được đây này đi qua đi qua à còn nó thi gò mi sao đứng ra này chưa mà clear đây 快点。

ဒီရတယ်ပြီးကုန်ပြောဆိုရဘာမှမကြည့်နိုင်ဘူးအဲ့တော့မင်းတို့ဟိုဘအောက်တန်စာရက်ကောက်ကောင်းနေမင်းတို့ဘာညင်းချင်ကြသေးလဲဟမ်ဒီမှာငါတို့တက်တဲ့ဗီဒီယိုဖိုင်နဲ့တကွာငါတို့ချပြထားပေးတာဒီမှာမင်းတို့အခုဘုံကျဲလိုက်တဲ့အထဲမှာငါတို့ခလေးတဲသေးလေးတွေဘယ်လောက်ထိပါလဲဆိုတော့မင်းတို့အားလုံးတွေ့ကြရနော် ဲတော့မင်းတို့အလှည့်မရောက်လာသေးဘူးဆိုတော့မင်းတို့ကောင်းနေအာသီးရောက်နေကြတော့မကြခင်မင်းတို့စစ်ပေးဆောင်ဘဝရောက်လာမှာမင်းတို့ခွေးတက်မင်းတို့ပေါ့ရက်ဆက်ကြမ်းကြုတ်ပြီးတော့ဘုံကျဲချတဲ့တံကိုမင်းတို့လည်းတနစ်ခံရမှာပေါ့နော်ကဲနောက်ထပ်တို့ဒီခွေးတက်ကြီးကလာဆိုးပြန်ဝင်ရောက်ပြီးတဲ့အချိန်ကစပြီးတော့ဒီတခိုးတမရတွေကတနစ်တဲ့တနစ်ပို့ပို့ပြီးတော့များလာတော့ပေါ့နော်အဲ့ဒီများတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတော့ကြော်မျိုးမင်းကလည်းဘလို့လေးလောင်ချင်းတွေချတာမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်ရအောင်ညာအရှုံးမှာတခိုးတွေဓမြတွေပေါနေရဲ့ လာရှိုးမှာတခိုးတမျှတွေပေါ်နေပါတယ်တဲ့ဆိုတော့ကျွန်တော်လည်းအားအသင့်သွားတာပေါ့နော်လာရှိုးမှာတခိုးတမျှတွေဓမ္မတိုက်တာတွေတခိုးတွေပေါ်နေတဲ့ဒါပေမဲ့အဲ့တခိုးတမျှတွေကလည်းထူကြတယ်อืมတရုပ်တွေဖြစ်နေတယ်လာရှိုးမှာတခိုးတမျှတွေပေါ်တယ်တဲ့ဒါပေမဲ့လာရှိုးမှာကြောက်နေတခိုးတမျှတွေကတရုပ်တွေဖြစ်နေတယ်อืมကျွန်တော်သိရတော့ပေါ့နော်ကျွန်တော်စစ်ခွေးတဲ့ပေါ့လို့တိုက်အားရနော်ဓမ္မတိုက်တာတွေအများများနေနေတဲ့နေ့လည်းနေခင်းပတ်တွေမှာပပတ်ဆက်ဓမ္မတိုက်နေတယ်တဲ့တိုက်တော့ yes လူမြင်ခွင်းတွေမှာပေါ်တင်ကြီးကိုအဲဟိုတိုက်နေရတဲ့တချို့ဟာတွေ အဲဒါပေမဲ့လာရှုပ်မှာအဲ့လိုဒီဘက်တိုက်တာနဲ့ပတ်သက်လို့ဒရင်ထွက်နေတာကြတော့အဲထောင်ထွက်စစ်သားတွေကွာဆိုပြီးတော့ဒရင်ထွက်တယ်ဒီမှာတိုက်တဲ့သူတွေကထောင်ထွက်စစ်သားတွေပါလို့ဟိုဒရင်ထွက်နေတဲ့ဒါပေမဲ့တကယ်လည်းပြောရရင်ထောင်ထွက်စစ်သားတွေမဟုတ်ဘူးရုပ်တွေကတရုတ်တွေတဲ့တရုတ်တွေတဲ့တရုတ်တွေကဒီမှာတိုက်တယ်တူပဲအကုန်လုံးပေါင်းပြီးတိုက်ဟိုကျွန်တော်မိတ်ဆွေရဲ့မိသားစုတစုကအတိုက်ခံတယ်သူတို့ကြည့်တယ်ကွာတရုတ်တွေဖြစ်နေဘလောက်တော့ဘာဖြစ်လဲဆိုတော့အရင်တော့ဆိုလို့ရှိရင်အရင်တော့ဆိုရင်မျက်နှာတွေပါအိုးဟုတ်တော့ဒါကဘာပေါ်တိုင်နေပဲတိုက်တော့တာလေ ပြီးတော့ဟိုဗာလဲဟိုဒီလို mask တွေဗာလေးပေါ့ဟုတ်ညနေအောင်ဒီမတက်တော့ဘူးလေပေါ်တိုင်းပဲတိုက်လာတယ်နော် line ကားတွေလည်း crown လိုမျိုးကားတွေနဲ့အဖြူနဲ့ရောက်ချလာတယ်တဲ့အဲပြီးခဲ့ရကျွန်တော်မိတ်ဆွေတယောက်အိမ်ကိုတိုက်ခိုင်းတာ crown နဲ့ရောက်လာတယ်ရောက်လာပြီးတော့ mask မျက်နှာတော့မအောင်တော့တိတိပေါ်တိုင်းပဲတန်းပြပြီးတော့ဒီမှာတိုက်သွားတာပါဝါတာပဲပါဝါတယ်အဲ့တော့ဓမ္မတိုက်တာက last show မှာနေတိုင်းဒီပါဖြစ်နေပါလေတဲ့နေတိုင်းဒီပါဖြစ်နေတယ်တခါတလေတနေတဲ့ကောနှစ်နေရသုံးနေရတယ်စရိုက်ဖြစ်တယ်လေ last show မှာကြီးကျယ်ဖြစ်တယ်အဓိကအဲ့ဒီကိုတော့တရုတ်နေတယ် ဆိုတော့ကျွန်တော်အဲ့ deal တွေဘယ်ရောက်လာတာလဲမျက်နှာစိမ့်နေတယ်လုံးဝ last show data ကမဟုတ်တယ်မျက်နှာစိမ့်နေတယ်မျက်နှာစိမ့်တရုတ်ကြီးအဲ့တော့ဓမြတိုင်ကြီးရယ်ဆိုတော့အော်လို့ကျွန်တော်တွေးလိုက်တယ်ဒီတရုတ်ကြီးကသခိုးတွေဓမြတွေဆိုတော့ပို့ပြီးပေါ်လာတာလို့သခိုးဓမြတရုတ်ကြီးပေါ့တရုတ်ကြီးကသခိုးဓမြစိတ်ရှိတယ်ပို့တော့ပေါ်လာတာလို့သခိုးစိတ်ဓမြစိတ်ရှိတယ်ပေါ်လာတာလို့ပဲနော်အဲ့တော့တရုတ်ဆိုရအနေနဲ့တော့ပို့တရုတ်ကြီးကသခိုးဓမြတရုတ်ကြီးဆိုတော့ဟိုနာမည်ဆိုးမထွက်အောင်တရုတ်ဆိုရအနေနဲ့တော့ထိန်းချောင်းပေါ့ဗျာကိုလူကိုထိန်းပေါ့ မထိနိုင်လေတခိုးတရုပ်တခိုးတရုပ်ဓမြတရုပ်လိုပဲကျွန်တော်ပြောပါမှာဘာလို့လဲတခိုးတွေပဲတခိုးတွေကတရုပ်ပဲတခိုးတွေကဓမြတွေဖြစ်နေတာအဲ့တော့ခွေးတက်တဲ့တူလို့ဟိုတရုပ်တွေကတခိုးတွေဖြစ်နေတယ်တရုပ်တွေကဓမြတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့လာရှုဖြစ်စဉ်ကမြင်နေရတာပဲဆိုတော့နေဆက်မှာနေဟိုတတုတွေတဘောအတွက်တရားစာတွေကိုတခိုးနင်းတခိုးစိနေခိုးလို့မကအောင်အခုဘာပါလဲဆိုတော့ဓမြမတိုက်ကုန်တာဆိုတော့တရုပ်တွေကဒီလောက်တော့ဟိုမရင်ရန်ကတကောင်တွေဖြစ်နေတာလားဆိုတော့ကျွန်တော်မသိဘူးအဲ့ဒါတရုပ်ဆိုးရကတော့ကိုယ့်လူကိုထိန်းကြဖို့လိုကြီး နော်ဒီဓမ္မတိုက်ရဲ့ဖွဲ့တွေလည်းကြောင်ကြရဲ့နေရာတွေမရွေးပဲနဲ့တကယ့်ကို main land မှာတော့လမ်းမကြီးပုံမှာတိုက်တယ်တဲ့နော်အာပြီးခဲ့တဲ့ရပိုင်းက9ရက်လောက်ကဖုံးဆိုင်တဆိုင်ကိုလည်းဓမ္မတိုက်တယ်ရဲစခန်းဘေးနားကဖုံးဆိုင်ကိုပေါ့ဓမ္မတိုက်တာတဲ့ဆိုတော့နော်ဆိုတော့ပွင့်လည်းပြောရင်တော့လာရှိုးမှာတဲ့အခုညနေ6နာရီတော့ပဲဆိုင်တော်များပိတ်တယ်ကုတ်ပိတ်ကုန်ပြီတဲ့ဘီယာဆိုင်တို့ရက်ဆိုင်တို့တော့ပိတ်ဘူးတဲ့ဂျန်နဲ့ဆိုင်တို့ကပိတ်ပိတ်ပြီတဲ့နော်ဆိုတော့ကျွန်တော်တို့မေးကြည့်လိုက်တယ်အဲ့ဆိုရင်အဲ့မှာရှိတဲ့ကြောက်နေတဲ့တပ်မတော်သားတွေရဲတွေရှိတယ်သူတို့ရောထွက်မဖမ်းဘူးလားဆိုတော့သူတို့ကလည်းသူတို့စခန်းထဲကလွယ်ပြီးအပြစ်မထွက်ဘူးတဲ့ ဆိုတော့ကျွန်တော်လည်းဘာပြောမှမသိဘူးเนาะဆိုတော့ကောင်းရောဒီကေရီယာအစားရဲရီယာအစားတို့လည်းမျက်နှာငယ်လေးနေနေရတယ်တဲ့တို့ရတယ်တို့လည်းထွက်ပြီးတချို့ထင်ရမဆိုင်မလို့ရဲဘူးဘောနော်အဲ့ဆိုအချိန်တည်းကဘာမှမသိတော့တို့လည်းရမ်းမလို့ရတဲ့သဘောတို့အချမ်းချင်းသိရတယ်ဆိုတော့လောက်လောက်လောက်ကိုယ်လည်းပြောရင်တော့ဒါ last show မှာဖြစ်နေတဲ့အခက်ချင်းအဲ့တော့ last show ကလည်းဒီလိုဖြစ်နေတဲ့အတွက် last show ရဲ့အချိန်လေးဒါသိစေချင်ပါတယ်ဒီလိုကြုံလို့ထည့်ပြတော့ပါအဲ့တော့လောလောဆယ်ရော last show မှာတရုတ်တခိုးတွေတရုတ်ဓမြတွေเนาะဓမြတရုတ်တွေတရုတ်တခိုးတရုတ်တွေ ကြည့်ကြည့်တောင်းပြန်နေတယ်လို့ပဲကျွန်တော်ပုံနဲ့ပြောပြစီနော်အဲ့တော့တေချာတော့ပဲသိမလဲမင်းတို့ခွေတက်ဒီလားဆိုးပြန်ရောက်ပြီးခရေကအခုလိုဖြစ်နေတာဆိုတော့မင်းတို့ရဲ့တခုတ်တမြခွေတက်နဲ့ပဲပေါင်းပြီးတော့လှုပ်ရှားနေတာလားမသိတဲ့ဟာနော်လလုံးစစ်စစ်ရတော့တခုတ်တရုတ်တမြတရုတ်ဆိုပြီးတော့ဒီကောင်ထထိုင်ပြီးတော့ဖဲ့အဲ့တော့မင်းမမှတ်မိဘူးလားမင်းတို့ပထွေးမင်းအောင်လိုင်ကဘာပြောသွားလဲဒီတရုတ်တွေကိုပထွေးလို့ဆက်ဆံရမယ်ဆိုပြီးတော့ပြောထားတာမဟုတ်လားဟမ်အဲ့တော့အဘစကားနားမထောင်တဲ့ကောင်ဘယ်ချက်အတီးခံရမလဲတော့မသိဘူးနော် ကဲနောက်ထပ်ဒီဇော်ဘောဟင်းတို့ရဲ့ခွေးကြိုက်ပွဲလေးကတော့ဒီကောင်မမိုးခိုင်တရားဆွဲတယ်ဆိုတာကဒီမင်းသားကြီးကအနောက်ကနေကြိုးကင်ပြီးတော့ဆွဲခိုင်းတယ်လို့ဒီကောင်ထုတ်ပြောလာပြီနော်အခုလိုရန်ကုန်မှာတရားဆွဲလိုက်တယ်ဆိုတာကလည်းသူ့လောက်ကျန်တက်ဖြတ်ဖို့အတွက်ရန်ကုန်ကိုခေါ်လိုက်တာဆိုပြီးတော့ဘလို့တွေထပ်ပြီးကြိုက်ထားအောင်လဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာဒီဥစ္စာမင်းသားကြီးရဲ့စစ်စ်อืมဒီဥစ္စာနော်မမိုးခိုင်ရဲ့အဲ့ဒီအားလုံးအစားဆုံးအကုန်ပါမယ်อืม ရှင်းတယ်နော်လူဆိုတာမချင်းကြောက်ဘူးတရားဆွဲတာတွေမဆွဲတာတွေလိုင်းပေါ်မှာတက်မပြောဘူးတခါတည်းမိုးချိုးပြစ်မှာဟုတ်ပြီလားသိထားဖို့ပြောတာอืมအဲ့ဒီနေ့ကမင်းသားကြီးကရန်ကုန်ကိုရောက်နေတာရွှေဘုံဘုရားဘူးတဲ့ဘာညာပြီးလဲပြီးတော့ကျွန်တော်အမှုဖွင့်ရောနော်အဲ့ဒီမင်းသားကြီးကတစ်ချိန်လုံးကျွန်တော်မင်းတင်နေစီပြီးอืมမင်းတင်ရမယ်မင်းတို့မင်းတင်မဲ့နေ့မင်းငါမျက်နှာကိုတွေ့ရမယ် သူအမျိုးမျိုးကျွန်တော်ကိုချင်းချောက်ခရင်နော်မိုးမိုးကံကိုကျွန်တော်တောင်းတကုံမှာတရားဆွဲခိုင်းတယ်ဆွဲခိုင်းတဲ့မှုကဘာမှုလဲနော်ကျွန်တော်တောင်းတကုံရဲစခန်းမှာတရားအမှုသွားဖွင့်တယ်ကယိုးသားမှုရှိလားဆိုတာတော့သိရမယ်သူကြတော့ဟမ်ငါတောင်းတကုံကဖွင့်တာလေတဲ့နင်းအနေကယောက်ျားကြီးဖြစ်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အေးအဲ့ဒါဆိုရင်ငါနေ့ကိုပြင်ဦးလေဖွင့်ရောနင်းလာဖို့ပဲဆူတောင်းတာ ုတ်ပြီလားလူဆိုတာအပြန်နာမဲမင်းသားကြီးဆိုတဲ့ကောင်ဟမ်မင်းတို့တတိထားနော်ချင်းချောက်မင်းတို့အဘကတော်ကြီးရဲ့ဥစ္စာတွေအကုန်လုံးလိန်လေပြီးတော့လုစားလားမင်းတို့တနိုင်ကလုံးပတ်လိန်နေတာနော်အဘကယောက်ျီရဲ့ပတ်သက်တို့ပါအကုန်လုံးပတ်လိန်တာမင်းတို့တွေလိန်တာမင်းတို့လူလိန်နေတတူရဲ့မင်းတို့မင်းမြောက်ပေးလိုက်တာမင်းမနိုင်လို့နော်မင်းရဲ့ယာသပွင့်เจ้าငါအကုန်တီးပြီးသား မိုးမိုးခိုင်ရဲ့အကြောင်းလဲငါကုံတီးပြီးသားတာမှတ်ထားနော်မင်းတို့အပုပ်တွေပေါ်လိမ့်မယ်ရှင်းလားငါမင်းတို့ဒီနေ့မင်းသားကြီးဆိုတဲ့အောင်ဆန်းဆိုတဲ့ကောင်မင်းနဲ့မိုးမိုးခိုင်ကိုဒီနေ့ငါစကားနောက်ဆုံးပြောခြင်းဖြစ်တယ်ကျွန်တော်အမှန်တိုင်းပြောလိုက်မယ်သူ့ဆဲလို့ကျွန်တော်ကိုဆွဲတဲ့အမှုကအဲ့ဒါအမှုမဟုတ်ဘူးနော် မကောင်းတဲ့လို့အဲ့ဒါသူတို့သွားမှုဖွင့်တယ်သူတို့မှုဖွင့်တော့ဟောလဲမကောင်းတဲ့လို့ဖွင့်ပေးလိုက်တာဒါပဲသူတို့မဖွင့်ပေးရင်သူတို့ပြောတော့မယ်လေလိုင်းပေါ်မှာအာဘယ်ရဲစကန်မဖွင့်ပေးဘူးမမင်းညာဘူးနဲ့အောက်တန်းသားစိတ်နဲ့သွားပြောတော့မှာသူတို့ကဟောလဲဖွင့်တာပေါ့အာဒီမဲ့သူတို့ကအဲ့ဒါကိုလိုချင်တာမဟုတ်ဘူးကျွန်တော်အပြင်ထွက်လာတာကိုလိုချင်တာကျွန်တော်ကိုရန်ကုန်ရောက်ရင်လူမိုက်နဲ့ဘေးဘေး PDF UG နဲ့ဖြစ်ဖြစ်ကျွန်တော်တတ်ခိုင်းမှာ ဘယ်လိုလုပ်တတ်လို့ရမှာ PDF နဲ့မဲ့ထည့်မယ်ကျွန်တော်ပေးမှာလူအယောက်200 300လောက်ဝင်းရံနေမှာကျွန်တော်တတ်ချင်စနိုက်ပါနဲ့ပဲဖြစ်လို့ရမှာလူချင်းဒီလိုလာတတ်လို့ရတော့ sorry ပဲဖြစ်သွားမယ်အဲ့တော့ကြောက်ရင်ကြောက်တယ်ဗောနော်အခုကိစ္စမင်းတို့ဘောမအချင်းချင်းဖြစ်တဲ့ကိစ္စနော်မင်းတို့အချင်းချင်းကြိုက်ကြတဲ့ကိစ္စငါတို့ PDF နဲ့ဘာမှမဆိုင်ဘူးငါတို့ PDF နဲ့မင်းတို့တတ်ချင်လလွယ်လေးနော်မင်းတို့အောက်တန်းစားကောင်တွေကဘာမှဘောင်မဝင်လို့တီးတန့်ကိုထားရတာနော်မလောက်ပဲနဲ့ထားရတာအခုတော့မင်းကိုယ်တိုင်ရန်ကုန်မသွားရဲဘူးမဟုတ်လားဟမ် ရန်ကုန်မရောက်ခင်လမ်းမှာပဲဒီမင်းသားကြီးနဲ့မမိုးခန့်ရသူ့ဝင်ပြီးတော့တမမှာဆိုလို့ဒီကောင်ကြောက်ကန့်ကန့်ပြီးတော့နော်သူ့နောက်မှာလူအယောက်200စီးရလို့ပါလို့အဲ့တော့ကြောက်ကန့်ကန့်ပြီးတော့အာသီးမရောက်နေနဲ့ဟိုမှာတမားခေါ်တာကိုမင်းအရင်သွားလိုက်နော်ရန်ကုန်ရောက်လာတဲ့မင်းကိုဖုတ်ကောင်းတယ်ဘယ်လိုတမမလဲဆိုတော့ငါကြည့်ချင်သေးတယ်နော်ကဲတော့ဒီမနက်ပိုင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်အားပေးကြတဲ့ကျွန်တော်ညီကိုပါပါတယ်တယောက်ချင်းစီတိုင်းအထူးအကျေးဇူးတင်စီပါတယ်နောက်ဗီဒီယိုမှာနောက်သတင်းကောင်းတွေနဲ့ပြန်ပြီးတော့တက်လာခဲ့ပါဦးမယ်အားလုံးပဲကျန်းမာပေးခင်ကြပါစေခင်ဗျာ